နာမည်ကြီးနည်းပြဟိုဖြစ်တဲ့ဟိုဆင်းမော်ရင်ယိုဟာအဖေဖလားချန်ပီယံမန်ယူအသင်းစီကို ပြောင်းရွှေ့ရောက်ရှိဖို့နီးစပ်နေပြီဖြစ်တယ်လို့ AFP သတင်းတဲ့အရသိရပါတယ်။မော်ရင်ယိုရဲ့အေဂျင့်ဖြစ်သူဂျော့မန်ဒက်ဟာအင်္ဂလန်ကိုရောက်ရှိနေပြီးမန်ယူအသင်းမှာဆက်ရှိဖို့မသေးကြတော့တဲ့နီးပြလူးဝစ်ဘန်ဟာနေရာမှာအစားထိုးခန့်အပ်ဖို့မန်ယူအသင်းတာဝန်ရှိသူတွေနဲ့ဆွေးနွေးနေပြီဖြစ်တယ်လို့သိရပါတယ်။မန်ယူအသင်းဟာမေလ21ရက်နေ့က FA ဖလားကိုစုခူးရရှိခဲ့ပေမယ့်အမည်မသိသတင်းရင်းမြစ်တစ်ခုအရဘန်ဟာကိုအသင်းကနေထုတ်ပယ်တော့မှသတင်းတွေဟာ ဗြိတိန်မီဒီယာတွေရဲ့သတင်းစာမျက်နှာထပ်မှကြကြပြပြထွက်ပေါ်နေခဲ့ပါတယ်။ Dutch လူမျိုး Louis van Gaal ဟာမေလ22ရက်နေ့ကမန်ယူအသင်းတက်ခိုခဲ့တဲ့ London Hotel ကနေထွက်ခွာခြင်းမှာအရာအလုံးပြီးဆုံးသွားပြီလို့ပြောကြားခဲ့ပေမဲ့အဲ့ဒီစကားကအသင်းကနေထွက်ခွာဖို့အရေးအမို့ပြောကြားခဲ့ခြင်းဟုတ်မဟုတ်ကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒီ Times သတင်းစာရဲ့ဖော်ပြကြရာ Louis van Gaal ဟာသူ့အပေါ်မန်ယူအသင်းရဲ့ဆက်ဆံပုံနဲ့အင်္ဂလန်ကိုရောက်ရှိလာတဲ့အေဂျင့်ဖြစ်သူ George Manston နဲ့ Mourinho ကို၃နှစ်တက်တန်းရှိစာချုပ်ချုပ်ဆိုဖို့ဆွေးနွေးနေတဲ့သတင်းလေးပေါ့ စိတ်ဆိုးဒေါသထွက်နေတယ်လို့လည်းသိရပါဗျ။မန်ယူသင်းဘက်ကတော့ဒီသတင်းနဲ့ပတ်သက်ပြီးမှတ်ချက်ပြုပြောကြားခြင်းမရှိသေးပါဘူး။မန်ယူသင်းနီးပြလူးဝစ်ဖန်ဟာကျွန်တော် FA ဖလားကိုရယူပေးခဲ့ပြီးပါပြီ။ကျွန်တော်အဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးမီဒီယာတွေနဲ့လည်းမဆွေးနွေးကြပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့တွေကလွန်ခဲ့တဲ့6လကတည်းကကျွန်တော်ကိုမန်ယူနီးပြအဖြစ်စက်ပြီးမရှိစေချင်တော့ပါဘူးလို့ပြောကြားခဲ့ပါလေ။မော်ရီညိုဟာ Chelsea သင်းနီးပြရာထူးကိုဒုတိယအကြိမ်ပြန်လည်တာဝန်ယူပြီးနောက်မှာ2014-2015ဘောလုံးရာသီက Chelsea သင်းကို Premier League Champion ဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် 2015 2016ဘောလုံးရာသီမှာတော့ရလက်ကောင်းတွေမရယူပေးနိုင်ခဲ့တာကြောင့်2015ခုနှစ်ဒီဇင်ဘာလမှာယာရုကနေထောက်ပယ်ခံခဲ့ရတယ်လို့ AFP သတင်းတရမှာဖော်ပြထားပါတယ်။နောက်ဆုံးရရှိတဲ့သတင်းတွေအရမန်ယူတင်ဟာနီပြလူးဝစ်ဗန်ဟားနဲ့သူ့ရဲ့နီပြဖွဲ့ကိုယာရုမှထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ဗြိတိန်သတင်းမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။မန်ယူတင်ဟာဗန်ဟားအပါအဝင်လက်ထောက်နီပြနဲ့ဂိုနီပြတို့ကိုပါလမ်းခွဲဖို့အတွက်ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။